စည်းပွားပျက်စီးနိုင်တဲ့အကြောင်းတရား6မျိုးရထားတဲ့စည်းပွားတွေအလုံးလုံးပြီးတော့ရလို့ဆုတဲ့စည်းပွားပဲဖြစ်စေအယောင်းဝယ်လုံးလို့ရတဲ့စည်းပွားပဲဖြစ်စေဒီစည်းပွားဟာကိုရလာတဲ့စည်းပွားဟာပျက်စီးသွားနိုင်တယ်အဲ့ဒီပျက်စီးတာဆိုတာလေအကြောင်းမဲ့မဟုတ်ဘူးတဲ့ကိုရဲ့လောက်ရပုံမှာမိပြီးတော့ပျက်စီးသွားနိုင်တယ်အဲ့ဒီ6မျိုးကိုမလောက်ပါနဲ့ရှောင်ကျင်ပါလို့မြတ်စွာဘုရားဒီလိုခေါ်တယ် အဲ့ဒီ6မျိုးကလာပြီးနံပါတ်1ကဘာလို့ဆိုသူရမေရယမိစ္ဆပမတ္ထဌာနာတဲ့နော်အယက်သေးစာဘီယာစေဝါဘူးရစေဝါတွေ၃ဆွဲတယ်အဲ့ဒီ၃ဆွဲမှုကစီစဉ်ဥစ္စာပြည့်စုံခြင်းအကြောင်းဖြစ်ပါတယ်ဒါဟုတ်မဟုတ်လူတိုင်းလည်းသိတာပဲထားနော်ဟုတ်မဟုတ်ဒါတွေမကဘူးနောက်လာလိမ့်မယ်စီစဉ်ပြတ်တာဆိုတာဒါက ။ဟောအယက်သေးစားတောက်စားမူးရစ်ဒီအသုံးချလို့တဖြည်းဖြည်းချမ်းသာတဲ့လူလဲမွဲသွားတဲ့ထာပဲပေါ့။ဒီမွဲတာတမျိုးတွေမကဘူးမြတ်စွာဘုရားကထတ်ချက်ပြီးတော့ဟောသေးတယ်။အခုတော့ဒီဟာတစ်ခုကိုမှတ်ထားသူရာမေရယမစ္ဆပမာဒဌာနာနုယောကောဘောဂဏာအပါယမူခံတဲ့ရလာတဲ့စီစဉ်ဥစ္စာတို့ရဲ့ပျက်စီးခြင်းအကြောင်းကဘာလဲလို့ဆိုရင်သူရာဆိုတဲ့သေမေရယဆိုတဲ့အရက် မစ္ဆဆိုတဲ့မူရစေဝါပမာရဌာနအဲ့ဒီအရာတွေအားလုံးဟာမိလျော့ပေါ့တန်ခြင်းရဲ့အကြောင်းဖြစ်လို့အဲ့ဒီဘက်ကိုလောက်ကင်ဆောင်ရက်နေတယ်လိုက်စားနေတယ်ပုဂ္ဂိုလ်တယောက်ဟာစီဝါဥစ္စာပြတ်တတ်တယ်တဲ့ဒါတစ်ခုနောက်တစ်ခုကတော့ဝိကာလဝိတိခာစရိယာလူယောကောအချိန်မတော်အချိန်တော်လမ်းပေါ်ထွက်ပြီးတော့သွားတတ်လို့ရှိရင်လည်းပျက်စီးတတ်တယ်ဟုတ်တယ်လေ လမ်းဆိုတာမောင်ရီခုမှုနဲ့ဖန်ခံရတယ်လေညအထွက်တယ်ဆိုလို့ရှိရင်ရဲနဲ့တွေ့မောင်ရီခုလို့ဆိုဖန်သွားတယ်ခိုးလို့ဒီလုံလုံရင်လဲညဒီလူကထွက်တယ်ဒီလူပဲနေပါပစ္စည်းပြောက်ရင်လဲသူစီရောက်လာမှာနော်လက်ဆောင်နေအများကြီးသူစီရောက်လာမှာပဲနော်အဲ့ဒါကြောင့်မလို့ညအချိန်ခါမဲ့လမ်းပေါ်မှာထွက်ရဘူးတဲ့ထွက်တဲ့အချိန်မထားရဘူးလို့သူတို့ဆိုတယ်နောက်တစ်ခုကသမစ္စာဘိသရဏတဲ့ ဘယ်မှာ stage show ရှိတယ်ဘယ်မှာကာဝဲရှိတယ်ဘယ်မှာဘာရှိတယ် night club ရှိတယ်ဆိုသွားခြင်းတဲ့ပုံကိုအဲ့ဒီလိုသွားတာဟာလဲစူပါပြက်ချင်းကြောင်းတစ်ခုဖြစ်ပါတယ်ဟုတ်တယ်လေ night club သွားလို့ခုနကတော့ကဂရေ80ကျွဲဝါတဲ့တထေးကမွဲသွားတာပဲလေပန်ကုံဆွတ်လိုက်ဆူချလိုက်ပန်ကုံဆွတ်လိုက်ဆူချလိုက်အပေါင်းဖော်တွေအရက်တိုက်လိုက်နဲ့ဆိုကုံရောပေါ့ပိုက်ဆံเนาะပိုက်ဆံကုံချင်းရဲ့အကြောင်းတစ်ခုတဲ့ နောက်တစ်ခုကဘာလို့ဆိုဇူတပမာရဌာနာနုယောဂအဲကစားတာလောင်းကစားတာလေအများကြီးဗမာပြည်မှာကြားဘူးတယ်တိုက်တောင်ပေါင်ပြီးတော့ချဲထိုးတယ်နှလုံးနေထိုးတယ်ဆိုတာတကယ်တော့တိုက်ပေါ်ကဆင်းပေးလိုက်ရတဲ့လူတွေရှိတယ်တိုက်ပါပေါင်ပြီးတော့ထိုးတာချဲထိုးတာအဲ့ဒီလိုကစားမျိုးတွေပေါ့လောင်းကစားတွေမှာလှုပ်တဲ့ပုံစံတွေဟာလည်းပဲပထမရတယ်နောက်ရှုံးတယ်ပေါ့ရှုံးတော့ကုန်ရော ဟာအဲ့ဒါကြောင့်မလို့ဒါလည်းစီးပွားပျက်စီးခြင်းအကြောင်းတစ်ခုပဲလေဟောနောက်နံပါတ်5ကြတော့ဘာလို့ဆိုပပိပပမိတ်တာလူယောဂါတဲ့မကောင်းတဲ့မိတ်ဆွေတွေနဲ့ပေါင်းသင်းတာတဲ့အဲမကောင်းတဲ့မိတ်ဆွေတွေနဲ့ပေါင်းသင်းတာဟာလည်းပဲစီးပွားပျက်ခြင်းရဲ့အကြောင်းတရားပဲလာရလေသူတို့ကလာသွားရအောင်ဘယ်ခေါ်တော့ဆိုတော့တောက်ဖို့တောက်ဖက်လို့ခေါ်တာပေါ့အဲ့ဒီပဲရောက်သွားတယ် လောင်းပေါ်လောင်းဖက်တောက်ပေါ်တောက်ဖက်တည်းအဲ့လိုခေါ်သွားပြီးတော့ကြံပေါ်ကြံဘက်ပေါ့ဘယ်နာအိမ်သွားဖောက်ရအောင်ဒါမျိုးတွေပေါ့ပါပမိတ္တနဲ့ဆိုရင်နောက်ဆုံးမှာအရင်ချင်းရှိတဲ့ပုဂ္ဂိုလ်တယောက်တောင်ပါပမိတ္တနဲ့ဆုံပြီးလို့သူစကားနားထောင်ပြီးလုံးပြီးပျက်စီးသွားအစတတမင်းဟာဘရင်ရဲ့သားတော်လည်းဖြစ်တယ်တကယ်ရတော့သူဟာအတိညာရှိတဲ့ပုဂ္ဂိုလ်တယောက်ပဲ မြတ်စွာဘုရားတရားနာရလို့ရှင်သတ္တဗံဖြစ်ရမယ်အယီချင်းထီအောင်ရှိတယ်သူသို့တော့ဒေဝရစကားကိုတားရောင်ပြီးတော့အဖေကိုသွားတတ်မိတဲ့အတွက်ကြောင့်သူ့ရဲ့အချင်းဒီကောင်းတွေဟာအကုန်လုံးပြည့်စည်သွားတယ်ပြင်လို့မရတဲ့အနေထားထီအောင်ရောက်သွားတယ်ဒီအချင်းဒီထီအောင်ရောက်နိုင်တယ်လို့ဒါအမြင့်ဆုံးအပြစ်ပဲနော်အမြင့်ဆုံးအပြစ်ပဲမကောင်းတာလုပ်ပြီးတဲ့အတွက်ကြောင့်အဖော်ရဲ့ သွေးဆောင်မှုကြောင့်ဒုက္ခရောက်သွားတဲ့ပုံကိုယ်တွေလောကမှာအများကြီးပဲရှိတယ်။မကောင်းတဲ့အဖို့နဲ့သွာလာမိသည့်အတွက်ကြောင့်ဒုက္ခရောက်သွားတာ။ဒါလည်းအမြဲတမ်းဟိုအရေးကြီးတဲ့ကိစ္စတစ်ခုပေါ့။ဒါမို့မိသားစုတွေမှာဆိုရင်ကိုသားသမီးတွေဒီမကောင်းတဲ့လူနဲ့မပေါင်းမိအောင်တတိထားနေကြရတာလေ။အပေါင်းအသင်းမှားသွားမှဟိုဆွေရင်နေကြရတယ်မိဘတွေ။ပေါင်းအသင်းမှားသွားလို့ရှိရင်ကတင်လို့ရမှာမဟုတ်ဘူးလေ။ ။ဟောနောက်တစ်ခုကတော့ဘာလို့ဆိုရင်နောက်ဆုံးတစ်ခုကအာလတယာနုယောကောအပြင်းဖက်တာလည်းပဲစီးပွားပြက်ခြင်းအကြောင်းတစ်ခုပဲ။လို့တင်တာဆိုလည်းတက်တက်ကြွကြွလုံးဝမယ်။သူများတဲ့ဥအောင်လို့ရမယ်။စင်ကာပူနိုင်ငံအခုလိုကြီးပွားတိုးတက်ချမ်းသာသွားတယ်ဆိုတာလုံလဝီရိယနဲ့လုံလို့ရတာ။သူကသူခြေနေပေးလို့ဝင်လာတာမဟုတ်ဘူး။မြေကြီးကရွှေတီးတဲ့နိုင်ငံမဟုတ်ဘူးရေတောင်ဝဲတောင်နေရတာ။ ဘာလို့ကြီးပွားတာတုန်းဆိုစဉ်းစားကြည့်လေစင်ကာပူစံချိန်မဟုတ်ဘူးဟောင်ကောင်စံချိန်ယူပြီးတော့ဟောင်ကောင်နဲ့ချိတ်ဆက်ထားတာလေကြီးပွားတိုးတက်မှုရှိအောင်အချိန်တောင်ဟောင်ကောင်ဟောင်ကောင်စံချိန်နဲ့ယူပြီးတော့လှုပ်ထားပြီးတော့အလုတ်ကျိုးစားတာနော်ဒါစင်ကာပူနေတဲ့လူတွေပုံသိမှာပေါ့အဲ့ဒါလို့လောကမှာကြီးပွားတိုးတက်တယ်ဆိုတာအနေထားကောင်းရုံတစ်ခုတည်းတည်းမဟုတ်ဘူးကျိုးစားအထောက်မှုပေါ်မှာမူတည်တယ်တဲ့ အဲ့လိုဖြစ်အောင်ကြီးပါလားသူဖြစ်ပါလားမလေးရှားနိုင်ငံလွတ်လိုက်ရရတော့စင်ကာပူကလည်းမလေးရှားရဲ့ state တစ်ခုပဲလေမလေးရှားရဲ့ state တစ်ခုပဲသူကအဲ့ဒီထဲကနေပြီးတော့ဒီနိုင်ငံကောင်းဆောင်ကခွဲထွက်လိုက်တာခွဲထွက်လိုက်တော့မရေတောင်မှတောက်ဆရာရှိတာမှမဟုတ်ဘူးပင်လယ်တွေရမ်းနေတယ်အဲ့တော့ရေတောင်မှသူများဆရာဝဲတောက်နေရတာသို့သော်စ조사အထုတ်လိုက်တဲ့အခါကျတော့ နေရာနဲ့ဒီမညီမျှလောက်အောင်ချိပွားတွတ်တမှုရတာတခြားနိုင်ငံတွေချမ်းသာတယ်ဆိုတာရေနံထွက်လို့ချမ်းသာတာတွေရှိတယ်လေဒီနားမှာကျွန်ပေါက်စားလေးတွေကရေနံထွက်လို့ချမ်းသာတာတဘာဝကပေးလို့ချမ်းသာတာလေစင်ကာပူရေနံထွက်သလားမသိဘူးထွက်ဘူးနော်ကဲမထွက်ဘဲနဲ့ကုန်းခေါင်ကောင်ကနေပြီးတော့ချိပွားချမ်းသာလုပ်တယ်ဆိုတာဒီမပြင်းလို့ပဲ တက်တက်ကြွကြွစူးစမ်းအထုတ်လို့ဖြစ်တယ်ဆိုတာဘလောက်ထင်ရှားတော့ဘုရားသခင်ကမားတာမှမဟုတ်တာအဲ့တော့ကိုစူးစမ်းရင်ဖြစ်တယ်ဆိုရင်ဗမာစကားတော့ပြောတော့ပြောကြပါရဲ့စူးစမ်းရင်ဘုရားဖြစ်တယ်ဆိုဘုရားဖြစ်မှကြောက်လို့သူမှမစူးစမ်းအဲ့ဒီအိဗယ်ရောက်နေတယ်နော်စူးစမ်းရင်ဘုရားတော်ဖြစ်တယ်လို့ပြောကြတာသို့တော်ဘုရားမဖြစ်ခြင်းဒါမှမစူးစမ်းဘူးပေါ့ အဲ့တော့အဲ့လိုမဖြစ်ရအောင်မြတ်စွာဘုရားကြည့်အာလသယာနူယောဂောတဲ့အပြင်းဖက်ပြီးတော့မနေနဲ့စ조사ရတဲ့နိလံမျိုးစုံရှာကြံပြီးတော့조사အထုတ်မယ်ဆိုလို့ရှိရင်တဲ့ဒီလောကနောင်လောကအောင်မြင်နိုင်ပါတယ်တဲ့ဒါလောကဝိဇ္ဇာချင်းစင်နေပဲ